ါရှင်။မောင်နှမမကျူးကျူး channel လေးကနေလေးထွေးစွာကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့အညိုကဆရာစုနဲ့ရေးသားထားတဲ့ဝတ္ထုတို့လေးတစ်ပုဒ်ကိုဖတ်ပြပေးသွားပါမယ်နော်။လောကနန္ဒာကံပါကအလှေကလေး ပကံဤနေဝင်စည်းစာအလာကိုကျွန်တော်တို့သည်မင်းနန်းသူအနန္တပညာဖရာဗမာ၎င်းမြို့ထဲကရောဟောင်းကြီးဖရာပေါ်မှ၎င်းကြီးစုခန်းစားပြီးကြလေပြီ။အေယဝရီအနောက်ဖက်ကတန်းကြီးတောင်တန်းပေါ်နေလုံးမိမိသည်တဤဤရှောကြအစင်ကတန်းကြီးဆွဲတော်မြတ်ဇေဒီချေရင်ရောက်တော်အခါမှ သူဤပဒမ ्याय ီများကိုဖောက်ချပူဇော်ကကောရာကျွန်းစီငုတ်ရှိုးသွားသည့်အထိကျွန်တော်တို့သည်တောင်းဆုံနေရာဆုံးမှ တမန်မောမောခံစားလို့မဝနိုင်ရှိနေကြသေးသည်တနနက်မှာတော့လောကနန္ဒာစီရီခြေတော်ရင်ကကိုအောင်မင်းတို့ထမင်းသုံးဆိုင်လေးမှာထမင်းသုံးဆိုင်ရင်လောကနန္ဒာစိတ်ကံဤအပြံပြူးကျယ်ပြောသောတဲတောင်ပြင်ကြီးကိုစိတ်ဝင်စားမိလေ၏ တဲတောင်ပြင်ကြီးကအေယာဝရီမြစ်ထဲကိုတွန့်လင်ကောက်ကွေးကနှိမ့်စင်းနေသည်။တောင်ပြင်နှင့်မြည်ရည်ဤနယ်နမိတ်ကမဖြောင်စင်းအချိုင်ဖြစ်ဤအဝမ်းဖြစ်ဤအမြောင်ဖြစ်ဤအလိုက်ဖြစ်ဤတောင်ပြင်ပေါ်ကရေပြင်းရင်းကြီးပြင်းမြင်းနှင့်အပြိုင်ကောင်းခင်ပြင်းကရင်းကြီးပြင်းမြင်းနှံချောင်းချာတိမ်တောင်တိမ်လေးဤအကွေအဝိုင်းတန်းကြီးတောင်ဤအနေအမြင့်တောင်ကန်းဆက်ဤအလိုက်အမြောင်များက အချိုးကျလာပါနေသည် လောကနန္ဒာစိတ်ကံဤတောက်ဆောင်မှုကကျွန်တော်တို့ကိုပြုစားခံရကစားလက်ဆထမင်းတုပ်ကိုပင်လက်ဆမတက်နိုင်ပဲကင်မရာအိတ်ကိုလွယ်ပြီးကမ်းပါဆောင်တက်လျှောက်အပြီးအလွာဆင်းမိကြခြင်းကလေကလေးကိုယနေ့တိုင်အောင်ပဲတမြင့်မြင့်တတိယခြင်းဤအစကနဦးပင်ဖြစ်တော်သည်တောင်ပင်ပေါ်ကအခက်ကိုင်းကိုင်းဝလုံးတိုင်လေးမှာကြီးနောင် ချင်းခံနေရတဲ့လှေကလေးကြီးမင်းမပေါင်းမိုးလေးလည်းရှိပါလျက်ကဲနဲ့ပေါင်းမိုးပေါ်မှာပဆိုးဥလေးတစ်ထည်လွှမ်းထားပါလျက်နဲ့ပဲ့ပိုင်းကမိဖို့မှာထင်းအတူအစားကမိခိုးတလူလူထွက်နေပါလျက်နဲ့မိမိဖို့ပေါ်ကမိခေရမင်းညင်းညင်းမှာရင်နွေးပွက်ပွက်ဆူနေပါလျက်နဲ့မိဖို့ဘေးကတံပြားလေးပေါ်မှာငါးတီးတီးလေးတွေအချောက်လန်းထားပါလျက်နဲ့ လီဦးကထင်းတို့ထင်းစားတစည်းပေါ်ဝါခမောက်ဆုပ်လေးတစ်လုံးတင်ထားပါလေနဲ့မင်းအပေါ်မှာမင်းအရှင်သခင်မရှိပါလားကွယ်ပေါင်းမအောင်ငုံကြည့်သည်လူသူမတွေ့ဟောဟုနာမရီကူးနေသူကလေရှင်လားအော်ဟစ်မေးသည်အဖြေကမသိပါတဲ့ဒါဖြင့်ခက်လန်းလန်းကငားများနေသူလားသူကလည်းတုတ်တုတ်မလို့ အရှင်မရှိသောလေကလေးကိုဖြင့်ဆွဲမှတ်နေမိပြီတကယ်တော့လေကလေးသည်ဟိုးအောက်တလန်ကွာလောက်ကတောင်အချိုးလေးမှာပဲရှိနေသင့်သည်ကွေးဝိုက်ဆင်းသွားသောတောင်အချိုးမှာလေကလေးရှိခြင်းကရှုခင်းဤညာဘက်တွင်တစ်ဖက်လေးနေစီမိတန်းကြီးတောင်ထွန်းနှင့်အလေးချိန်ညစီပေမည်တိမ်ဆိုင်တိမ်ခဲတို့တလိမ့်လိမ့်တက်လာ၏ နနက်ခင်းနေချီမှုကလိုင်းကောင်းဖူတွေကိုရွှေရောင်ဆိုပေသည်ပုံမှန်ဖက်ကန်းမှာတန်ငါလေကလေးတွေခက်ပြပြမြင်ရ၏ဒီတောင်အကွေးမှာသာလေကလေးဖြီးလိုက်ရပါကသူတည်လဲဒီအလားပြိုင်ပွဲမှာဩဘာပေးခံရမှာတည်ကြပါသည်လေကလေးကိုထင်ပေါ်စီလို၍စင်ပေါ်တက်စီလို့တော်လဲအရှင်မရှိသခင်မရှိအနာပဝင်းချင်းဟစ်အော်ခေါ်ပါတော်လဲစူးစင်းမြပြန်လဲအပြေပြေးနိုင်သူမရှိသို့တော့နေ လုံးကရှင်လာသည်ရွှေရောင်ကကြွေတစ်ထက်ကြွေလာသည် လိုင်းတွေလူတစ်ထက်လူလာသည် အလားဆုံးသည်ထာဝရမဟုတ်တခဏသာဖြစ်သည်မကြမီရှင်အိုမိုင်းသွားကြတော့မီအခွင့်အရေးကနှခလာယိုးမရှိမတတ်နိုင်တော့အရှင်မရှိတော့လေကလေးကိုဝလုံးတိုင်လေးကလွတ်လပ်ခွင့်ပေးလိုက်၏အစုံအနောင်ကင်းသည်နှင့်တပြိုင်နက်လိုင်းအတက်မှာတစ်ချက်ခုန်လိုက်၏နေဦးကိုဖိကိုင်ကရေစံအတိုင်းဦးထိုးလိုက်၏ ်တွန့်သွားသည်ထို့နောက်ခက်ဆက်ဆက်ရီမှလေကလေးကိုမနိုင်တနိုင်ဆွဲခေါ်လာရသည်မငိမ်မသက်တော်လဲမငင်းမဆန်လိုက်ပါလာ၏ဒီအချိန်ထိအရှင်မပေါ်ဒီအချိန်မှာအရှင်ပေါ်တော်လဲကိစ္စမရှိတော့တောင်းပန်ရုံသာတောင်းချိုးထီတော့သူ့လေကလေးခေါ်ယူသွားခွင့် ခေါ်ယူသွားဖို့ခွင့်ပြုရန်သာကြိုးစားရတော့မည်။တောင်ချိုးရောက်တော့ရေကတိမ်လွန်၏။လီနှင့်ရေဆက်ကိုတမန်များပင်မထားရနိုင်တော့လီဝဲနှင့်သဲပြင်ပုတ်ဆွဲရသည်။ဤသို့ဖြင့်တောင်ချိုးမှလေကလေးကိုလိုချင်နေသည့်အနေထားရောက်အောင်ခေါင်းဆောင်ရတော့သည်။ ထို့နောက်ကင်မရာမန်ဘလူးကတဆင့်ညီရသည့်ပုံရိပ်ကိုချောင်းကြီးပေါက်ကနေတဆင့်ကြည့်မိပြန်တော့လောဘကမတတ်နိုင်ကြသည်လီကလီဘီမှလူတရားကိုထားခြင်းဖြင့်သည်သည်ဒါကတော့မခဲရင်တောက်တူတောက်ရှိပြောင်းတူပြောင်းရှိအိုကြီးအိုသေးတွေနဲ့ကျွန်တော်တို့တွေကိုအံ့ဩငေးမောနေသည့်တိတိပစ္စယရွာကကလေးတွေရှိသည် သူတို့ထဲကလူကောင်ကြီးကြီးကလေးတယောက်ကိုဆွဲဆောင်တော့အောက်တန်းတန်းရောရှိလာ၏ လုံကြီးကိုတူတူပြင်ဝဲသည်ရေထဲဆင်းရမှာမို့ဖနက်ကိုချွတ်သည်လေကလေးစီပြေးသွား၏လေဦးကိုကင်သည် မဟုတ်သည်လေပဲ့ကိုကင်သည်အချိုးမကြသည်လေပေါ်တက်ဖို့ကထောင်ကြိုက်သည်တဘာဝမကြကထောင်ကြိုက်ဖြုတ်ခိုင်းရသည်လေကလေးဦးပိုင်းထင်းစည်းပေါ်ကဝါခမောက်စုပ်လေးဆောင်းခိုင်းရသည်ပြီးတော့လေထဲကထင်းစည်းလေးမှပြီးကမ်းပတ်တေလာခိုင်းရသည် ဟုတ်ပြီကျွန်တော်တို့ကင်မရာများစီကရှတ်တာအလင်းတကား ဖွင့်သွားတံများပြိုင်တူထွက်ပေါ်လာ၏။ကိုင်းနောက်တစ်မျိုးအနာကကြည်နေသောကလေးအုပ်စုထဲက လင်းငါးနှစ်အရွယ်အင်ကြီးမပါပလာကိုထီးကလေးတယောက်ကိုလီကလေးစီပြီးခိုင်းရပြန်သည်ကလေးကအာရဝန်တာပြီးလေနာကကလေးကလည်းကင်ထားသည့်ထင်းစီကြီးမရမလို့ခြာရမလို့ကုံကွာကွာတောင်ပေါ်ကကလေးကလည်းလီကလေးနာရောက်လူပြီးကျွန်တော်တို့သည်ကမရာခလုတ်များပေါ်လက်ညှိုးတွေတင်လိုက်ကြ၏ပြေးပြေးဟုတ်ပြီဟုတ်ပြီအကြီးကလည်းထင်းစီမချနဲ့ထင်းစီမချနဲ့ကမရာမကြည့်နဲ့ဒီဘက်မကြည့်နဲ့လက်ညှိုးတွေ စီဖိအားတွေစီစဉ်သွား၏အလင်းတကားဖွင့်လောက်သည့်ဖိအားကလညိုးစီဆောင်းဝင်လူဟာအာအသည့်အာမေရိတန်တွင်နှင့်အတူတည်ငှားမြအသက်ရှူမားကကြောင်သွားကြသည်။ကုန်းပေါ်ကပဲအချိန်ပြည့်စင်လာမှန်းမသိသောခွေးဝါကြီးတစ်ကောင်ကတဟုန်ထိုးပြီးကစုံလူစုံစဲခလေးမယောက်ကြားဝင်ပြီး မတက်ရက်ကခုံထွက်သည်အာမေဒိတ်တန်တွေနှင့်အတူလက်ညိုးတွေကကင်မရာကလုတ်တွေကိုဖိနှိပ်မိလိုက်ကြမှန်းသတိမထားမိကြခွေးကတောင်ကန်းတက်လျှောက်မြူထူးကပြေးလွှားနေစေအဝေးရောက်မှခြာကနေလှဲ့လာပြီးကလေးတွေနှင့်မတက်ရက်ကဆော့ကစားနေစေ အော်ကစားပေါ်တွေနေမှာပေါ့ကျွန်တော်တို့အတွက်တော့ဂျင်းနဲ့လုံးလာစွာတော့ဓာတ်ပုံကောင်းတွေရနေပြီမှုပျော်ရွှင်မြူးတူးနေကြစေဒီအဖြစ်ပြက်တွေကိုထမင်းတုံးဆိုင်လေးမှာပြန်ဝင်ပြီးပူကာအချိုရည်ဘူးတောက်တူတောက်ပီယာဘူးဖွင့်တူဖွင့်ပြီးစမြုံပြန်လို့မဆုံးတော့သို့တော့တယောက်ကတတိပေးလိုက်တော့အားလုံးတတိရသွားကြသည် ဟုတ်ပေသားပဲလီကလေးကိုမူလနေရာမှာပြန်မမထားမိခဲ့ကြပဲ ကူညီကြတဲ့ကလေးတွေကိုမုံဖိုးမမပေးမိကြလေပဲဒီခံစားမှုတည်ဓပုံကောင်းကြောင့် ဓာတ်ပုံကောင်းကြောင့်ရယူပိုင်ဆိုင်လာမိစုတစိတ်တွေအဲ့ဒီစုတွေနောက်ကဒေါ်လာရာချီထောင်ချီတွေကြာကြာမခံပြောက်ွယ်သွားလေတော့သည်သမင်းသုံးဆိုင်လေးမှာ စိတ်ကြိုက်မာယူစားတောက်ကြပြီးနောက်တဲခွေရာရောက်တော့နေအတော်မြင့်လေပြီဒီကနေ့ညနေဘူးဖရာစက်ကန်းမှာလာပြီးညစာကိုညရတနာမှာပဲအေးအေးဆေးဆေးစားကြနီးလက်ဖြံမနှက်ပိုင်းငင်းကပါဖက်သူလှဲ့ပတ်ကဓာတ်ပုံရိုက်ကြပြီးညနေဆောင်ရင်ဖြင့်လောကနန္ဒာစိတ်ကန်းကပဲ က္ကံနေဝင်ချိန်ကိုထပ်မံခန်းစာမှတ်တမ်းတင်ကြားဖို့ဆုံးဖြတ်ထားပြီးဖြစ်၏။ဤသို့ဖြင့်ပကံဤစတုထားနေကိုအဆုံးသက်ပြီးရှမ်းပြည်နယ်ဘက်ဆက်ကြဖို့ဖြစ်ပါသည်။ဒီကနေ့ညသည်လည်းအခပိုင်းညများလိုပကံသည်ခြိုစိတ်နေပါသည်။တမနခင်လုံးမင်းနန်းတို့တဝိုင်းညင်းကပါတဝိုင်းချီယာထက်အောင်လက်လဲကြပြီးတဲခုခံဝင်ရီမိုးချိုးပြီးနောက်နားနေကညနေဆောင်နဲ့ ညနေဆောင်နဲ့လောကနန္ဒာတို့ဆင်းလည်ကြသည်ထုံးစံအတိုင်းကိုအောင်မင်းတို့ဆိုင်လေးမှာစတဲ့ချနာနီကစားကျင်စိတ်ရှိသည့်အကြော်အလော်တွေမှာထားခဲ့ကြပြီးနောက်ကန်ဆာတို့ဆင်းခဲ့ကြသည်နေအတန်ဆောင်းသွားပြီးမှကန်ဆာမှာလူသူရှင်းလင်းစပြုပြီးစစောကားမှရောက်လာသည့်ခရီးသွားလမ်းညွန်အဖွဲ့ဤကားတစ်စင်းမှနိုင်ငံခြားသား၄50ဦးခန့်သာကမ်းနာတောင်ပြင်ပေါ်နေရာယူနေကြ၏သူတို့လည်းနေဝင်ချိန်ကိုခန်းစားကြဖို့ဖြစ်ပါ ါလိမ့်မည်။တို့ကတော့မနေ့မနေ့ခင်က နေရာတောင်ချိုးလေးကို နေကိုပဲသဘောကျနေပါသည်ကြာလာမီ နေလန်းချောင်းကိုမှန်းဆကြည့်တော့ဒီတောင်အချိုးလေးနေရာကအကောင်းမွန်ဆုံးပဲဖြစ်ပါသည်ကြာနေသည်မြန်သောကြောင့်ပြင်းစင်စရာရှိတည်များပြင်စင်ကမရာအမျိုးအစားမှန်ဘလူးမျိုးစားများစစ်စီကအသည့်အနေအထားသူရောက်အောင်နေရာယူထားကြရ၏တဖက်ကန်ကမီနီယာသည့်လေကလေးတွေဤအဆက်အပြောက်လေးတွေလည်းဟိုအဝေးရွာကလေးစီပြောက်ွယ်သွားပေါ့လောကနန္ဒာကမ်းပါချီတော်ရင်ရေဆက်တွင်လည်း တန်ငါလီကတူးလီလေးတွေစက်တောင်ဆိုင်နားကြပေါ့အလင်းရောင်ကဖြော့တော့ပါလျာတစ်ထက်ပါလျာလာပြန်ပေါ့တောင်ချိုးလေးမှာတော့လာကြီးပြတစ်ချက်ဖြတ်ကတ်ထားတယ်လို့ကြာနေရတလက်လက် ဟောဒီဟောဒီတောင်ချိုးလေးမှာတော့ဒီအတိုင်းအထီးကျန်ထားရင်ဘလို့မှလာမှာမဟုတ်လေကလေးကိုပဲတတိယမိသည်လေကလေးဘယ်မှာလဲမနေ့တုန်းကတော့ကိုဆန္ဒအပြီးပြည့်စုံတာနဲ့လေကလေးကိုမိထားခဲ့ကြသည်အလိုဆန္ဒရှိလာပြန်တော့လေကလေးကိုတန်တာမိတာ လူတဘာဝပဲဖြစ်လိမ့်မည်။လီကလေးကတော့မပြောင်းလေ။လီကလေးကမနီကမူလနေရာဝလုံးကိုင်းကိုင်းလေးအချိန်မှာပဲငိန်တက်နေသည်။သို့သောမိခိုးငွေတွေကတော့လီကလေးပေါ်ကဦးလျက်ထွက်နေ၏။အချိန်မရှိတော့နေကြတော့မည်။လီကလေးပေါ်မှာတော့မနီကလိုမဟုတ်အရှင်ရှိပုံရသည်။မိဖို့ဘေးကလှုပ်နေသောအရိတ်ကိုလမ်းမြင်ရ၏။မနီကသူ့လီကိုသူမသိပဲယူပြီးပြစ်ထားခဲ့တာတတိမယအား။ဟောသည့်တောင်အချိုးမှာပဲလီ ီကလေးရောက်လာဖို့လိုရင်းဖြစ်သည်ဖြူလင်းရှင်နေရှင်ရှိလားကုပါအောင်ပြခမားလေးကလေးကိုဟောတိနာဆွဲယူခဲ့စမ်းပါဗျို့ဓပုံရိုက်ချင်လို့မြင်မြင်လေးမြင်မြင်လေး နိကလီဘော်ကအရှိတ်သည်လှုပ်လှုပ်ရှားရှားဖြစ်သွား၏။ရည်သည်သို့ဆင်းတာဖြစ်မီလေဦးကကျိုးလေးဖြီတာဖြစ်မီခလန်းလန်းမှုတဲတဲကွက်ကွဲမမြင်ရခဏနေမှလေဦးကကျူးဆွဲပြီးလေကလေးကိုတောင်ချိုးလေးစီဆွဲလာမှငင်းချရသည် ဟုတ်ပြီဟုတ်ပြီဆွဲလာခဲ့ပါဆွဲလာခဲ့ပါ ဖြည်းဖြည်းခါးလေးကိုတိထက်ကုန်းလိုက်အောင်ကုန်းလိုက်အောင်အားဆိုင်ဆွဲလာတဲ့ပုံစံမျိုး ကင်မရာမြင်ကွင်းအတွင်းမှာတော့တန်းကြီးတောင်အမောင်ရိပ်များပေါ်ကကောင်းခင်သည်ရဲရဲနီမြည်ရည်ပြင်ကလည်းရဲရဲနီဒီဘက်ကန်ဆက်တောင်ချိုးကွေမှာနေကလေးဆွဲလာသူနေကလေးဦးကခွဲသွားသောလှိုင်းတွေကပတများမြည်ပြင်ကိုအစိမ့်စိမ့်အမွားမွားဖြစ်သွားပါပကောဒီလုံးဒီတီအီရှော်လာပြီးကင်မရာတွေမောင်းတင်လိုက်ကြပြန်ပြီးရေစီးအားကြောင့်တောင်ချိုးကနေကလေးဦးလည်သွား၏မြင်ကွင်းနှင့်ကန့်လန့်အနေအထားယူရင်းသွားသည် လေဆရာဦးလေးကြီးရေစင်းပြီးလေကိုထိမ့်ပေးပါအောင်ဟုတ်ပြီဟုတ်ပြီလေဦးကိုဒီဘက်နဲ့နဲ့ရိုင်ပေးပါလူမပါခြင်းမူဖြစ်နိုင်ရင်လေ껙ပြီးရေထဲထိုင်ထားလိုက်ထိုင်ထားလိုက်ဟုတ်ပြီရပြီရပြီခဏလေးထိမ့်ထားပါအောင်၅မိနစ်လောက်မမလူးလဲမယ်ခဏလေးဦးလေးကြီးရေခဏလေးဤသို့ဖြင့်နေလုံးမိမိကြီးတန်းကြီးတောင်ကလကမကွယ်မီလေကလေးကိုပဲကလက်တစားဥလက်ပဲ့လက်အနေထားအမျိုးမျိုးကိုလင်းရှင်အားစိတ်တိုင်းကြတဲထား တီထားခိုင်းပြီးရိုက်လိုက်ကြတာမိုးစုံစုံမောင်းကဟောဟိုကျုံချောင်းဆက်ယုံဝေစီကမိပွင့်တွေတလက်လက်ဖြစ်လာသည့်အချိန်ထိဖြစ်သည်လူတူလေးပါမရှိတော့ပဲကျွန်တော်တို့ကြီးတာမောင်ကြီးတဲ့တွင်ကင်မရာပစ္စည်းတွေတင်ဆက်ကြတော့လေကလေး လေကလေးလဲသူ့နေရာသူတရွေ့ရွေ့ထွက်ခွာသွားသည်ဒီအချိန်မှတတိယလို့ပိုက်ဆံအိတ်တွေဖွင့်ကြတော့အိတ်တွေကကိုအောင်မင်းတို့ထမင်းတုပ်ဆိုင်လေးမှာပဲကျန်ရစ်နေ၏စစ်စစ်ပေါပေါရှာဖွေပါမှ15ကျပ်တန်လေးနှစ်ရွက်ထွက်လာသည်အဖော်တွေကကင်မရာအိတ်တွေတနင်းတဘူထမ်းပြီးကမ်းပေါ်တရွေ့ရွေ့တက်သွားချိန်တွင်ကျွန်တော်ကလေကလေးစီအပြီးကလေးသွားသည်လေကလေးကသူ့နေရာဝလုံးကန်တိုင်းလေးမှာပဲနားနေပြီလေပေါ်မီးဖို့လေးကမီးရဲတောက်ကမီးခို ုတလူလူလွန့်နေသည်လင်းရှင်ကမိဖို့ပေးမှပဲတလုံးလုံးအရေးအဖြစ်မြင်နေရသည်ကျွန်တော်ကရေစက်ထိစင်သည်လေကလေးနာထိကက်သည်လက်ထဲကကင်ထားသော15ကျက်တန်လေးနှရွက်ကိုလေကလေးစီလှမ်းရင် ဦးလေးကြီးဦးလေးကြီးဘလို့မှမအောင်မေးပါနဲ့ကျွန်တော်တို့ကိုစိတ်ရှိလက်ရှိကူညီတာကျေးဇူးတင်ပါတယ်ဦးလေးကြီးအတွက်လက်ဖက်ရည်ဘူးယူပါအောင်ခုပြောလိုက်တော့ပစိုးချုံချားမှလက်တစ်ဖက်ကကျွန်တော်စီလှမ်းလာ၏15ကျက်တန်လေးနှစ်ရွက်ကိုရည်တဲမကြအောင်တူးလက်ထဲသို့လှမ်းထည့်အပ်ပြီးကျွန်တော်မျက်လုံးတွေပြဝေသွားသည် ချက်ခနဲသူ့မျက်နာကိုလှမ်းကြည့်မိသည်ထင်းပြီးဖို့ဤမိရှောင်ကမျက်နာကိုမြင်းမြင်းထင်းထင်းရှိစေဖို့လုံလောက်သည်လေရှင်ကလည်းလှမ်းကြည့်သည်ပြုံးပြသည်ဟုယူဆရသည်ကျွန်တော်ချခနဲလှည့်ထွက်သည်လေရှင်က15ချက်တန်လေးတွေကိုလုံကြည့်တဲ့ထိုးထည့်သည်ကျွန်တော်ရေထဲတဝုံဝုံပြေးသည်တဲတောင်ပြင်ပေါ်ပြေးသည်ကမ်းပေါ်ပြေးတက်သည်ထမင်းသုံးဆိုင်လေးထဲအပြေးအလွှာဝင်သည်အဖော်တွေကဘီယာဘူးတွေတဖောင်းဖောင်းဖွင့်နေ၏ ရှိကဖန်ခွဲတွေတဲ့ပြရာတွေလောင်းထည့်သည်အမြုပ်တွေဆွေကနေတက်လာသည်တစ်ခွက်နှစ်ခွက်သုံးခွက်လေးခွက်ကိုင်းလာမဲ့နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲတွေမှာတည်ကြပေါ့ရလာအောင်မဲ့စုတွေဒေါ်လာတွေအတွက်ချီယာကျွန်တော်လည်းပြရာခွက်ကိုရောင်းရမ်းကိုင်းကဖန်ခွဲခြင်းတိုက်လိုက်ဤအဖော်တွေက အဖော်တွေကမျက်လုံးတွေကဘီယာခွက်ထဲကဘီယာမြုပ်တွေတဲစူးဆိုင်ကြောက်ချထားသည် secret မိခိုးငွေတွေမွန်ထူလာသည်သူတို့အမြင်မှာဘီယာမြုပ်တွေတဲကလောကနန္ဒာနေဝင်ဓပုံတွေတဖြက်ဖြက်ပေါ်နေမီစူးတစိမ့်တွေတဖြက်ဖြက်ပေါ်နေမီပြီးတော့စူးအဖြစ်ကင်မရာတစ်တွေဒေါ်လာတွေဒေါ်လာတွေဒေါ်လာတွေတစ်ထပ်ပြီးတစ်ထပ်ပေါ်ပေါ်လာမှတေးကြပါသည် ကျွန်တော်မျက်စိထဲမှာတော့ ကျွန်တော်ပြရာခွဲပြန်ချလိုက်သည်ခလန်းလန်းမှာကျဥ်ပေကြော်နေသည်ဆန်းရှင်ကိုအောင်မင်းတို့နမယာစီထသွားသည်နေရှင်အကြောင်းခတ်တူတူမိကြည့်သည် ကိုအောင်မင်းက သူကကြာပြီဗျဘယ်စားတိမှန်မသိဘူးဒီလေကလေးနဲ့ဒီမှာပဲစမြုပ်နေပုံရတယ်ဘသူမှလည်းဒုက္ခမပေးဘူးကိုင်းတဲ့တတိတနံလေးခူးဆွတ်စားငါကလေးပစုံကလေးဖမ်းပြူစားနေတာတွေ့တဲ့လူကမုံဘူးပြီးရင်တော့ယူတယ်အင်မတန်အကျက်အတဲတွေ့ရင်တော့ရွာထဲဝင်တောင်းတတ်ပါတယ်အင်းအခုတလောတော့ရွာထဲခဏခဏတွေ့နေရပါရဲ့ဗျာဟုပြောသည်ကိုအောင်မင်းကချက်ဦးကျော်တွေဘီယာဝိုင်းတွားချသည်ကျွန်တော်ကဝိုင်းမှာပြန်ထိုင်သည် ထိုနည်းညဝိုင်းသိမ့်သည့်အထိကျွန်တော်ရှိကဘီယာခွက်အရာမယွင်းအတော်ကြီးမူချုံမှလောကနန္ဒာဖျားကပြန်သည်ဆိုင်ကလေးကနေကားထွက်ပြီးကမ်းနားရောက်တော့ရေစိတ်လန်းကြီးမိ၏လေကလေးမှမီးအောင်လက်လက်မြင်ရစေဖြစ်သည် ဂျပန်ပြည်ရှိကဘာကျော်ဖလင်ကုမ္ပဏီကြီး၏အခန်းတစ်ခန်းတည်းကဓာတ်ပုံပညာရှင်များ၏မျက်စိတွင်မြမပြည်ကလောကနန္ဒာနေဝင်ချိန်ပုံလေးကိုမျက်စိကျနေသဖြင့်ပရိုဂျက်တာဖြင့်အကျဉ်းချိန်ထိုးကြည့်နေကြ၏။တောင်အချိုးကလေကလေးနှင့်နေလုံးနီနီကိုတခွားခွားပြောမဆုံးဖြစ်နေကြသည်။မြမပြည်ကဓာတ်ပုံဆရာမှာတော့ထိုပုံလေးကိုမြင်မိလေတိုင်း၅၅ချက်တန်ရွက်ကိုဖြတ်ခတ်နေဆွဲယူလိုက်သည့် သွေးပြီးတဆူဆူနဲ့လက်ချောင်းမဲ့လက်ဖော်ဝါထင်းမီပူလေးမှာရင်းဆူလက်ဆပဆူကိုလက်ပွားအယိုးနဲ့ထူကထူကမိကင်နေသည့်ထူအန်းအန်းနရွယ်နှုတ်ခမ်းနဲ့နှာခေါင်းမဲ့မျက်နှာရှင်လေးကလေးအရှင်ကိုပဲတတိယနေပါသည်ပန်းဝေသည်မဂ္ဂဇင်းဇန်နဝါရီ1996 နားဆင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။အားလုံးဘေးကင်းကျန်းမာပြီးစိတ်ပင်ပန်းမှုများကင်းဝေးသောနေ့လေးတစ်နေ့ပိုင်ဆိုင်နိုင်ကြပါစေရှင်။